ပထမဆုံးတင်ဆက်ပေးရမယ့်သတင်းကတော့နေပြည်တော်မှာငလျင်ကြောက်ပြိုပြက်သွားတဲ့ဟိုတယ်နဲ့ခရီးသွားနိုင်ငံခြားရေးနဲ့လောက်ဝကဝန်ကြီးဌာနရုံးများကအရာရှိနဲ့ဝန်ထမ်းတချို့ဟာရန်ကုန်မှာရှိတဲ့ရုံးတွေကိုယာယီပြောင်းရွှေ့လာပြီဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။မက်ရှလာ28ရက်နေ့ကလှုပ်ခတ်ခဲ့တဲ့ငလျင်ကြောက်လုံးဝပြိုကျပျက်စီးသွားတဲ့ဝန်ကြီးဌာနရုံးတွေက ဟိုတယ်နဲ့ခရီးသွားနိုင်ငံသားရေးနဲ့လောက်ကဝန်ကြီးဌာနရုံးများကအရာရှိနဲ့ဝန်ထမ်းများကိုရန်ကုန်မှာရှိတဲ့ရုံးများကိုယာယီပြောင်းရွှေ့လာကြခြင်းဖြစ်တယ်လို့သိရပါတယ်ရန်ကုန်မှာနောက်ချံရုံးရှိတဲ့ဝန်ကြီးဌာနတွေကယာယီပြောင်းလာကြပါပြီအခုဟိုတယ်နဲ့ခရီးသွားနိုင်ငံသားရေးနဲ့လောက်ကအရာရှိနဲ့ဝန်ထမ်းတွေရန်ကုန်ကိုပြောင်းရွှေ့နေကြပါပြီနေပြည်တော်ကဝန်ကြီးရုံးတွေက6လအတွင်းပြန်ဆောင်မယ်လို့တော့ပြောတယ် အခုပြောင်းတာကရုံးဆောင်နေတဲ့ကာလမှာယာယီပြောင်းရွှေ့ပြီးတော့အလုပ်လုပ်တာဖြစ်ပါတယ်လို့ဝန်ထမ်းအတိုင်းဝိုင်းကပြောပြထားပါတယ်။ဒါအပြင်နေပြည်တော်မှာဝင်ကြီးရုံးပြက်စီးနေတဲ့ဝင်ကြီးဌာနတချို့ဟာလည်းမကြမီမှာရန်ကုန်မှာရှိတဲ့နောက်ချံရုံးများနဲ့ပူးတွဲပြီးတော့အလုပ်လုပ်ရမှာဖြစ်ပြီးအခုလိုမျိုးရန်ကုန်ကိုပြောင်းရွှေ့ရခြင်းဟာရန်ကုန်ကိုအုပ်ချုပ်ရေးမြို့တော်ပြောင်းရွှေ့ခြင်းမဟုတ်ပဲ ရုံများပြင်ဆင်တိဆောက်တဲ့ကာလအတွင်းမှာယာယီရုံအထိုင်ပြောင်းရွှေ့ခြင်းသာဖြစ်တယ်လို့သိရပါတယ်။ပြက်စီးနေတဲ့ဝင်ကြီးဌာနရုံများပြန်လည်တိဆောက်ပြီးစီးပါကဝန်ထမ်းများအလုံးဟာရခိုင်အတိုင်းပဲနေပြည်တော်မှာပြောင်းရွှေ့ပြီးတော့တာဝန်ထမ်းဆောင်ရမှာဖြစ်တယ်လို့သိရပါတယ်။မက်လာ28ရက်နေ့ကငလျင်လောက်ခတ်မှုကြောင့်နိုင်ငံတော်လုံးမှာလူနေအိမ်ပေါင်း6000ကျော်ဘုံကြီးကျောင်းနဲ့သီလရှင်ကျောင်း3514ကျောင်းစာသင်ကျောင်း2366ကျောင်းဌာနဆိုင်ရာရုံးအဆောက်အအုံ3688လုံး တရားပေါင်း155စင်ဖျားစီဒီပေါင်း9620စုပြည့်စည်ဆုံးရှုံးခဲ့ရတယ်လို့စစ်ကောင်စီကထုတ်ပြန်ထားကြောင်းသတင်းရရှိပါတယ်ခင်ဗျာ